အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တီအားလုံးမင်္ဂလာပါဆိုတော့အခု Liverpool ကမနေ့ကဥရောပ Champion League ပေါ့လေဒီ Eintracht Frankfurt နဲ့ကစားခဲ့တဲ့ပွဲအဲ့ပွဲမှာသူတို့ရဲ့အဓိက Superstar Mohamed Salah ကိုအရန်ဖြစ်ထားခဲ့တယ် အဲ့ဒါကအခု2019နောက်ပိုင်းမှာဒါပထမဆုံးအချိန်မှာ Salas က back to back အရန်ဖြစ်သွားတယ်။အဲ့နောက်ဆက်တွဲနဲ့အခုဘာဖြစ်လဲဆိုတော့ Salas နဲ့ပတ်သက်လို့ Kolahala တရင်နေပေါ့လေ။ဒီနေ့ရာသီအတွက်မှာ Mo Salas ရဲ့ performance အားလုံးတည်ထားပဲသူ under performer ဖြစ်နေတယ်။ဆိုတော့ဒီနေရာမှာ Salas နဲ့ Liverpool လမ်းခွဲနိုင်လားပါလား။ January မှာ Mo Salas အသင်းကထွက်သွားနိုင်လားဆိုတဲ့သတင်းတွေထောက်လျှောက်တက်နေတယ်။ဒါပေမဲ့အဲ့ဒါကနောက်ပါ Liverpool ကပြီးခဲ့တဲ့ဒီရပိုင်းတွေကဒီဘုံမောက်ရဲ့ ตาเวลเลกสาบาเต่าเมืองสาบาอันทวาน စမန်းညိုကိုတောက်လျှောက်ဆက်သွယ်ထားတယ်။အဓိကဆက်သွယ်ထားတဲ့အချက်ကတော့ဒါစမန်းညိုကအနာဂတ်မှာဆာလတ်နီယာကိုအစားထိုးဖို့သူတို့ရည်ရွယ်ထားတာဖြစ်တယ်။ဆိုအန်ထရန်စမန်းညိုကအခုလက်ရှိမှာအကောင်းဆုံးဖုံပဲ။ဒါဂါနာတောင်ပံကစားမကဘယ်ရောညာရောကစားနိုင်နဲ့လီဗာပူးတိုက်စစ်ချောင်းလုံးကိုကောင်းကောင်းပို့ဆောင်နိုင်သူဖြစ်တယ်။ချိန်ထဲမှာပဲဒါအခုလီဗာပူးကဟိုတနေ့က I Trust Fabric ပဲပါ4 4 2 formation မော်လေသူကဆာလတ်ကိုအောက်ကြီးအဲ့ဒီနေရာမှာ Forever ကိုထားတယ်ဘယ်ဘက်ချက်က gap ပို့နေ ထောက်မှ20နာရီနောက်တစ်ဖက်က activity ထားတယ်ဆိုတော့သူတို့သူတို့ပုံစံပြောင်းလိုက်တဲ့အချိန်မှာ service နဲ့အနာကက်နဲ့ပတ်သက်လို့ဖြစ်တယ်ဆိုတော့ကျွန်တော်အမြင်တော့ဒီဘက်ကအဲ့ပွဲကိုပဲ Pacific ပြောင်းကောင်းလဲပြောင်းနိုင်တယ်ဘင်းလို့တိုက်စစ်၃ရောက်ပုံစံလဲဖြစ်ချင်ပါလေဖြစ်တယ်ဖြစ်ရင်ဆက်ဖြစ်မယ်ဒါပေမဲ့တီးကြတာကဟို service နေရာမှာအစားထုတ်ဖို့ရှာတာကြာဘာလို့ဆိုအသက်33ရှစ်ပြီသူရဲ့ကိုယ်ချွတ်က29ရှစ်ဆိုတော့ Mr. Christopher Lockhart အနည်းဆုံးနှစ်နှစ်ကြာသေးတယ်ဆိုအဲ့နှစ်နှစ်ကြာတဲ့အချိန်မှာကျွန်တော်ထင်တာတော့အခုတက်ဆိုတုံးသိန်းဝယ်နေတဲ့စာချုပ်တန်တန်းတူထားတဲ့အချိန်မှာသူဟာတီချာပေါ့အသေးနဲ့ဆက်ရှိမယ်ဒါပေမဲ့ဒီနေ့လိုရာသီမှာတော့သူဟာဆော်ရီရီပြကိုလမ်းကွဲသွားနိုင်တယ်လမ်းကွဲသွားနိုင်တဲ့တခြားချက်ရှိနေတာဒါဒီ ီဆော်ဒီအာရေဗျာကသူ့ကိုအမြဲစေဝင်စားတဲ့နိုင်ငံဖြစ်တယ်သူကိုယ်တိုင်ကလည်းတစ်ချိန်ချင်းမှာဆော်ဒီကိုတွားပြီးကစားချင်တယ်ဆာဒီယိုမာနီအသင်းကထွက်သွားတဲ့အခါဆော်ဒီနဲ့သတင်းတောက်လျှောက်ထွက်နေတဲ့အချိန်မှာဆာလတ်စ်က33နှစ်ရှိပြီကွန်ထရက်နှစ်နှစ်ကျန်နေလောက်ခလာစာတစ်ပတ်ကို3သိန်းခွဲရတယ်ဒါပေမဲ့လီဗာပူးအနေနဲ့လူငယ်ကစားမတွေကိုစပြီးတော့အပြောင်းလဲလုပ်ရတော့မှဖြစ်တဲ့အတွက် Michael Aguru အားလုံးဟာစပြီးတော့ Mosales ရဲ့ option ကိုစဉ်းစားတာ။ So Antoine Semenyo ကတော့အခုလောလောဆယ်သူတို့ option ပေါ့လေ။အစောပိုင်းတုန်းက Michael Alise ကိုသူတို့သဘောကျတယ်။ဒါပေမဲ့ ဘိုင်မြူနစ်ရှိကနေတန်း100ကျော်လောက်ပေးရနိုင်တယ်။နောက်အန်ထရစမန်ယူကတော့ယိုကြီးစာချုပ်က85တန်းနဲ့80ကျားရှိလိမ့်မယ်။ဒါပေမဲ့ဘသူတူတယောက်ကမှ price ဘလောက်လဲဆိုမသိဘူး။အဲ့ဒီနေရာမှာလီဗာပူးကစမန်ယူကိုတော်တော်လေးသဘောကျတော့ဆာလတ်ကအဲဝါကိုအဆုံးသတ်ဖို့နောက်တစ်ခုကမိုဆာလတ်ကဇန်နဝါရီကာလမှာအပြောင်းရွှေ့နေတဲ့သူကအတင်းကထွက်မှာ။ဟို sorry အာဖရိကဖလားတော့ကန်ရ။ So Africa nation ကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့ African nation ကစားသမားတွေပိုင်ဆိုင်ထားတဲ့အတင်းတွေအဲ့တိုင်းပဲ။ ဆောင်းဝတ်သည်ဆိုရင်နှစ်နှစ်တစ်ခါနှစ်နှစ်တစ်ခါလွတ်လွတ်နေရတဲ့ပြဿနာပေါ့လေဆိုတော့အခုလောလောဆယ်မှာလီဗာပူးအနေနဲ့အန်ထရန်ဆမိုင်းညိုကိုအဓိကချဉ်ကပ်နေတယ်တခြားအခြားသောတောင်ပံပေါ့လေခုလျံအေဗာဒန်ဆိုပါတော့ကအတန်ထွက်တာကြာပြီဒါပေမဲ့လီဗာပူးကတကယ်ပိုပဝင်းဂါစ်တွေလိုအပ်တယ်အဲ့ချက်ကဒါသူတို့ရဲ့အဓိကအခြေအနေဖြစ်တဲ့ proper wingers တွေလိုအပ်တဲ့ကြောင့်သူတို့အဲ့အချက်ကိုအဓိကလိုအပ်တာဖြစ်တယ်ကျွန်တော်အမြင်တော့ဒါ Liverpool အသင်းကြီးရဲ့အပြောင်းအလဲတွေအများကြီးဒါလုံနိုင်တဲ့အချိန်မှာ ဒီလက်ရှိမှာအန်ထွမ်ဆမန်ညိုကတော့အဓိက main player ဖြစ်နိုင်တယ်။ဒါပေမဲ့တခုပဲပေါ့လေဆမန်ညိုကိုသူဝယ်မယ်ဆိုရင်ပြန်ပတ်အသင်း၄-၅အသင်းလောက်နဲ့လိုက်ရမှာ။ဒီကစားမကူလို့ဒါကစပါးလေးလိုက်တယ်၊ချက်စီလက်လိုက်ချင်တယ်၊အာဆယ်လိုက်တယ်။အသင်းကြီးတိုင်းစကတ်တော့ဖျားလိုက်တဲ့ချက်ကအဓိကပေါ့လေ။အန်ထွမ်ဆမန်ညိုကိုကိုချင်းရဲ့ဆက်ကနောက်ဆက်ကမှရှိသေးလို့ဆိုဆာဗတ်ကတော့ တပါဘူးလမ်းခွဲနိုင်တာကျွန်တော်တင်တော့ခြံကြွားရင်ခွဲလာခွဲမယ်ဆိုရင်လာမယ့်လူရာတီခွဲနိုင်တယ်လူရာတီမှာတော့သူအတင်းတစ်ကိုရှာဖို့ပါတယ်ကျွန်တော်အရင်ပေါ့လေအားလုံးချစ်ပြီးတပါ